မင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အထက်လန်ကျင်းစဉ်နဲ့မျက်စိဝေဒနာတွေကိုကုပေးလို့ရတဲ့နည်းနည်းတစ်ခုမရောက်ပေးမှဖြစ်ပါတယ်အဲ့တော့အထက်လန်ကျင်းစဉ်တို့ပြောလိုက်တဲ့အနေအားလုံးကအရင်ခက်ခဲမဲ့လို့ထင်ကောင်းထင်ကြလိမ့်မယ်အဲ့လိုမဟုတ်ပါဘူးအထက်လန်ဆိုတဲ့အရာပြောလိုက်တဲ့အနေကောင်းတဲ့အရာတွေအားလုံးကအထက်လန်ပါပဲအဲ့တော့ကျွန်တော်တို့ကအထက်လန်လေးလုပ်မယ်ဆိုလို့ရှိရင်ကောင်းတဲ့အရာတွေလုပ်ရင်ဒါအထက်လန်လို့ပြောလို့ရပါတယ်ဟုတ်ပြီဒီနေ့မှခုနကတအားမီမီသူမဆိုအားလုံးပဲလုပ်လို့ရတဲ့အထက်လန်နဲ့ စေကုလို့ရတဲ့နည်းလေးတစ်ခုမြောက်ပေးမှဖြစ်ပါတယ်။အရန်လွယ်ပါတယ်။ခொနည်းတတိကျွန်တော်တွေတက်တက်လို့စားပေးမယ်။တက်တက်လို့စားပေးမယ်။အမဲသားနဲ့အရက်အပြင်းသားနဲ့အရက်ကိုအဓိကရှောင်မယ်။ပြီးရင်ဒီကရာကိုမနဲ့တစ်ချိန်ညတစ်ချိန်မနဲ့တရားရှိခောက်ညတရားရှိခောက်ရွတ်မယ်။ခொနည်းတတိနော်။အုံဗုဒ္ဓဆက် ဓမ္မဆက်တန်ခါဆက်ဗျမဆက်ဒေဝဆက်ယက္ခဆက်မာတာပိတုအာစရိယဆက်အာဇက်ရှာဆက်ထက်စရာထက်အုံဗုဒ္ဓဆက်ဓမ္မဆက်တန်ခါဆက်ဗျမဆက်ဒေဝဆက်ယက္ခဆက်မာတာပိတုအာစရိယဆက်အာဇက်ရှာဆက်ထက်စရာထက်အုံဗုဒ္ဓဆက်ဓမ္မဆက်တန်ခါဆက်ဗျမဆက်ဒေဝဆက်ယက္ခဆက်မာတာပိတုအာစရိယဆက်အာဇက်ရှာဆက်ထက်စရာထက်ဆိုပြီးဒီကာတာကိုမနက်ပိုင်း108ကောက်ညနေ108ကောက်ဖះเจ้าဆောင်ရှိသုံးဖို့ဖះရှင်ရှိမှရွတ်မယ် အဲ့ဒါလေးကိုရွတ်မယ်အဲ့တော့ဟုတ်ပြီရွတ်မယ်ဆိုလို့ရှိရင်လည်းရေခွက်ထွက်လေးကိုကင်ပြီးရွတ်မယ်အဲ့ရေခွက်လေးကိုကင်ပြီးတာနဲ့အဲ့ရေကိုကွက်ကိုတောက်ပလိုက်မယ်အဲ့ဒါလေးကိုခုနှစ်တိတိရွတ်မယ်နော်ခုနှစ်တိတိရွတ်မယ်အဲ့ဒါလေးရွတ်ပြီးတာနဲ့ကျွန်တော်တို့တွေနောက်တစ်ခုထပ်ရွတ်မှလေးကတော့အုံစကုတီတံမရဏံတောဟအုံစကုတီတံမရဏံတောဟအုံစကုတီတံမရဏံတောဟဆိုပြီးဂါရကို29ခေါက်ရွတ်မယ်ဒါကတော့မျက်စိနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေအတွက် ကျွန်တော်တည့်ရချင်းတည့်ရချင်းပါမျက်စိတို့အဲကျွန်တော်တွေ1 byte တို့လေချောင်းတို့မျက်နာတို့ဥကောင်းတို့အစပြီခနာကို အစိတ်ပိုင်းနေအားလုံးကိုကုလို့ရတဲ့ကျွန်တော်တခုချင်းစီကိုကျွန်တော်ဆက်လက်ပြီးမြောက်အောင်ပေးမယ်ဒီနေ့ပထမဆုံးနေ့နေရတော့ဒါကျွန်တော်တွေမျက်စိပုံနော်အားလုံးထဲမှာမျက်စိကအရေးကြီးဆုံးလို့ကျွန်တော်ထင်ပါတယ်ဟုတ်ပြီဒီဟာလေးကိုကျွန်တော်ခုနှစ်ရက်တိတိတက်တက်လို့စားမယ်အမေသားနဲ့အရက်ကိုအဓိကရှောင်မယ်အဲ့ဒါလေးရှောင်ပြီးတော့ ਨੇ ကိုအားဆက်ရှာဆက်ထက်တဲ့ခါတော့ကို108កောက်မနေ့108កောက်ည108កောက်ယူမယ်108កောက်ယူပြီးပြီးယူပြီးပြီးဆိုတာနဲ့မျက်စိအတွက်မျက်စိယောဂနာမျက်စိယောဂဝိညာဉ်တက်တာပျောက်ကင်းစေတဲ့ခါတော့ကိုလည်း29កောက်ယူပြီးမယ်အားလုံးပြီးပြီးဆိုမှရေကိုတောက်လိုက်မယ် ဒါကိုခொနှစ်ရက်တိတိခொနှစ်ပြည့်ပြီဆိုတာနဲ့ကျွန်တော်တို့စကုလို့ရပြီမယုံမိစင်များလက်တွေစမ်းကြည့်ပါကျွန်တော်ကိုယ်တိုင်လက်တွေစမ်းထားတဲ့ဤပါဗျကျွန်တော်ကိုယ်တိုင်တဲ့ဒီဟာလေးကိုဖုံးဖုံးတစ်ပတ်ကကျွန်တော်ဒီနီလေးကိုပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့ဖုံးဖုံးကလည်းဘယ်ခိုင်းဘယ်ဘယ်ကနေတော့ကျွန်တော်တိကျတော့မသိပါဘူးဒါပေမဲ့ဖုံးဖုံးဖုံးဖျားဖုံးဖုံးဖျားတူကဒီကျွန်တော် ကျွန်တော်ဒီနီလီပေးခဲ့တာပါကျွန်တော်လက်တွေ့ဆန်းကြည့်တော့တယ်တကယ်လည်းဟုတ်တယ်ဗျာကျွန်တော်ကိုယ်နဲ့လည်းဒီဒီဖုန်းနဲ့သုံးများပြီးတော့ဟိုမျက်စိတွေတိတ်မကောင်းဘူးအဲ့လိုချင်တဲ့မျိုးမှာချက်ချင်းပဲပေါ့နော်မျက်စိယောဂဝင်နေပတ်ဝင်နေတဲ့တက်တာပျောက်ကင်းသွားတယ်ချက်ချင်းလုံးချက်ချင်းကျိုးထူးတယ်တကယ်ဆွမ်းပါတယ်ဗျာအဲ့တော့ခုံးရက်ပြည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကရေခွက်တစ်ခုကိုင်မယ်ရေခွက်တစ်ခုကိုကိုင်ပြီးတော့ကျွန်တော်တို့ကခုနမျက်စိရင်မန်းခါရာကိုပဲ28ကောင်ရွရွပဲဘာမှရွဆမ်းမလို့ဘုံစကုတေတံမရဏံတော့ အုံစကုတိတံမရဏံတောဟအုံစကုတိတံမရဏံတောဟဆိုပြီးတော့ကျွန်တော်တို့ခါရာကို29နှစ်ကောက်ရွံ့မယ်ရေကိုတစ်ခုတ်ကင်မယ်နော်ရေကိုတစ်ခုတ်တန်တလေးကိုကင်မယ်ကင်ပြီးတော့အဲ့ဒီရေနဲ့ကျွန်တော်တို့30ဘယ်30ညာ30မျက်စိနဲ့လက်လက်ကိုတော့တေချာစေးပေါ့နော်အဲ့တော့ဘဲဘဲမျက်လုံးညာမျက်လုံးအဲ့ရေနဲ့မျက်စိခတ်လိုက်မယ်ကျန်တဲ့ရေတွေကိုမျက်နှာတက်လိုက်မယ် ။တစ်ပီးပီးချင်းမှာရေတွေချောက်သွားပြီဆိုတာနဲ့အဲ့ဒီမျက်စိဟာစမ်းကြည့်ပါ။လုံးဝကြည်လင်းကြည်လင်းတောက်ပြောင်သွားတာကိုတွေ့ရပါတယ်ဗျာ။ကျွန်တော်ကိုယ်တိုင်လည်းမျက်အလိုရွတ်ပြီးခက်လေရှိပါတယ်။ကံမိတ်ဆွေများလည်းကိုကိုတိုင်ဖြစ်နေကိုကိုနိုင်ခက်သူများကိုပြန်ကုချင်နေကုလို့ရတယ်။အစွမ်းတက်တဲ့ကျွန်တော်တို့အထက်လန်ကျင့်စဉ်ပဲဖြစ်ပါတယ်။ဒါထက်လန်ကျင့်စဉ်တစ်ခုပါပဲ။ကျွန်တော်တို့မှအဲ့ဒါလေးတွေစွမ်းဖို့အတွက်ကျွန်တော်တို့ဘာလေးတွေထင်ရနေဆိုတော့အဲ့ဒီရွတ်တဲ့နေတော့ကျွန်တော်ပြောပြောပြောလို့ပဲကျွန်တော်တွေတက်တက်လို့စားပေးရတယ်။ အမေသားနဲ့အရက်ကိုအဓိကရှောင်းသွားတယ်။ရွတ်တဲ့နေပေါ့။အဲ့ဒီလူတယောက်ကိုကိုကကုတော့မယ်ဆိုရင်တော့အဲ့ဒါလေးလည်းရှောင်းပေးပေါ့။ဒါပေမဲ့ရာသက်မဲ့ရှောင်းနိုင်ကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့ကဒီရှေ့လျှောက်ဆရာတယောက်ဆရာတယောက်လှုပ်ရှားမှာ မဟုတ်ဘူးရံပန်းရံခါပဲအဲ့တော့အရေးကြုံတဲ့အခါမှာကုပေးကျင်တာဆိုလို့ရှိရင်เนาะအခုကျွန်တော်ခုနပြောပြောသလိုပဲပေါ့เนาะအဲ့တော့ရွတ်တနေတော့ရှောင်လိုက်မယ်မဟုတ်ဘူးကိုကရာရာတက်ပန်ဒီဟာလေးကိုဒီဟာလေးနဲ့ကျွန်တော်တွေကုစားစီခြင်းနဲ့ကုစားခြင်းနဲ့ဆိုလို့ရှိရင်ねကျွန်တော်တို့တွေရာတက်ပန်တက်တက်လို့နဲ့အမဲသားနဲ့အရက်ကိုရှောင်အောင်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာကုကုမယ်ဆိုလို့ရှိရင်ね တခါကြလို့ရှိရင်ကိုကကုလို့အဆင်ပြေသွားလို့ရှိရင်ကျွန်တော်ဆိုကျွန်တော်နယ်ဘက်မှာနာမည်တခုရတယ်အဲမျက်စိနဲ့ပတ်သက်တဲ့ညောင်းကောင်းနဲ့ကျွန်တော်စီလာကုကြတာများတယ်အဲ့တော့ဒီနေရာမှာလဲဟိုပြန်ကုမေဆိုဆိုရကျွန်တော်တို့ကအေးကျွန်တော်စားဝတ်တောက်ယူတဲ့ရှိတယ်အဲ့လိုချင်တဲ့မျိုးမှာကျွန်တော်တို့ကဒီအဖိုးကလည်းတချို့ဆိုတောင်းတယ်အဲ့ကျွန်တော်တို့လုံးဝမတောင်းပါဘူးအဲ့တော့မစ်စီမန်လည်းအဖိုးကမတောင်းပါနဲ့အဖိုးကတောင်းလိုက်လေဆိုလို့ရှိရင်အဲ့အဖိုးကတောင်းလိုက်ပြီဆိုရဲကိုကအဲ့ဒီဆောင်းအားတွေကရော့သွားလေလို့ကျွန်တော်ခံစားရတယ် သူကစင်နာနဲ့ပေးရင်တော့ယူလို့ရတယ်။သူကစင်နာနဲ့ဘလောက်ပေးပေးပေးတဲ့လောက်ယူလို့ရတယ်။သူစေတနာရှိလောက်ယူလို့ရတယ်။သူကသူကကိုကိုဘာမှမပေးဘူးအခက်ခဲဖြစ်နေလို့ဆိုလို့ရှိရင်တည်းမတောင်းသင့်ပါဘူး။အဲဒါလေးကိုလည်းမိတ်ဆွေများဒါကျွန်တော်ဥမာနဲ့ပြောပြတယ်နော်။တချို့ကဘာမှမလုပ်ရသေးဘူးပတ်စံတောင်းမှအတီကအဲ့လိုဖြစ်နေတော့လေ။ဒါကြောင့်မလို့ကိုကစေစေတနာတူမြင့်တာတူစင်နာနဲ့မြင့်တာနဲ့ကုပြီးတဲ့လူတယောက်ဖြစ်အောင်အရင်စူးစမ်းသင့်ပါတယ်။ ါလေးကိုမစိမမြောက်ပေးတာပဲဗျကဲမျက်စိနဲ့ပတ်သက်တဲ့ယောဂဝန္နာတွေလိမ့်မြန်စွာတတတာပျောက်ကင်းစေတဲ့အထက်လန်းကျင့်စဉ်ရှင်မန်းခါလာလေးပဲဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကျွန်တော်မစိအားလုံးခုနှစ်သားသမီးနဲ့အားလုံးလည်းမျက်စိနဲ့ပတ်သက်တဲ့ယောဂဝန္နာတွေတတတာပျောက်ကင်းကြပါစေဗျာ